အချက်မှာဝင်းဆိုတာချက်ချင်းလဲပါ ड़ी သူတပားရဲ့ခံစားချက်ဆိုတာကစားလို့ကောင်းတဲ့အရာမဟုတ်တလို့တဲ့ပြားလို့ကောင်းတဲ့အရာလည်းမဟုတ်ဘူးလေဒါပေမဲ့တဲသားပြီးသွားရင်မမေ့ပါနဲ့ကိုတကယ်ချစ်တဲ့လားတဲ့ခါကြရင်ဝင်းဆိုတာတကယ်ပဲလဲတတ်ပါ ड़ी တချိန်တုန်းကကိုကိုတိတ်ချစ်တဲ့လူတယောက်ရှိခဲ့ဘူးလေဒါပေမဲ့ကိုချစ်လို့မရခဲ့တာတခုပါပဲဒါပေမဲ့မျောလင်းချက်တွေပေးခဲ့မိတယ်ပြီးတော့ဒဏ်ရာတွေလည်းပေးခဲ့မိဘူးလေ သူမျက်ရည်တွေလည်းကြားခဲ့ရဘူးတယ်။အတိတ်ဆိုတဲ့ຢာကအတိတ်မှာပဲကျန်ခဲ့မယ်လို့ထင်ခဲ့တာ။ပြီးတော့ငါမှမချိခဲ့တာဆိုပြီးထူးထူးဆန်းဆန်းမှတ်မိနေတာမျိုးလည်းရှိမနေတော့ပါဘူး။ပြီးတော့ကိုရွေးခဲ့တဲ့လမ်းမှန်တယ်လို့ပဲထင်ခဲ့တာ။တကုမေ့သွားကြတယ်။ဝိဆူရာပြန်လေတက်မှန်ကိုပေါ့။တနေ့မှကိုတိတ်ချရတဲ့လူတယောက်နဲ့ဆုံဝဲတယ်။ပြီးတော့ချစ်ခဲ့ကြတယ်ဆိုပါတော့။အစာပိုင်းနှစ်တွေမှာလေဘန်ကင်တာတွေလမ်းလို့ပဲဖြောင်းလို့ဖြူးလို့ပြီးတော့ပျော်လို့မြူလို့ပေါ့ တပြေပြီပိုချစ်လာတဲ့နေ့တွေကဆလို့ကိုဝိတွေစလဲတော့တာပဲဝိတွေလဲတဲ့အခါလေးမင်းတော့ဝိလဲနေပြီဆိုပြီးဘသူကမှတတိပင်းစရာမလိုဘူးနော်ခေါင်းထဲမှာကိုလုတ်ခဲ့ဘူးရာတွေကိုတပြေးပြေးပြန်မြင်လာမယ်ပြီးရင်ကိုအဖြစ်ပြက်ကိုပြန်ပြီးတော့မြင်လာမယ်အရာအလုံးကတထထဲပဲပိုပြီးခံစားရတာပဲကွာတာပါကိုပြောခဲ့ဘူးတဲ့စကားလုံးတွေနဲ့ကိုပြောခံနေရတဲ့စကားလုံးတွေကိုရှင်းပြီးကြားလာရတယ်အဲ့ဒီချိန်တွေရောက်မှငါပြောခဲ့တုန်းကတော့သူဒီလိုနာကျင်ရမှာပါဆိုတော့နောင်နာရီယာရီ ပြီးတော့အချိန်ချင်းတောင်းပန်နေမိတယ်။ကိုကိုတိတ်ချစ်တဲ့သူကိုလစ်လျူရှူထားခဲ့မိသမျှကိုတိတ်ချစ်တဲ့သူကလစ်လျူပြန်ရှူထားတဲ့အချိန်မှာကိုကူကိုတိုးတိုးလေးပြန်မျောမိတာငါဝိတ်တွေလည်းနေခဲ့တာပဲဆိုတဲ့စကားလေးတစ်ခုနဲ့ပဲခြေပါသေးဆိုတဲ့ဆူတောင်းတွေတောင်းမို့တဲ့အဆုံးတကြခွဲခွာခြင်းနဲ့အဆုံးမတက်ဖို့ပဲအတားရီထက်ကြီးနေမိပြန်တယ်တကယ်ဆိုမချစ်တဲ့ခင်ကလေးကအရာအလုံးကိုကြိုတွေးခဲ့မိရမှာ တနေ့ဘာနာချင်နေရရင်ကိုဆိုပြီးခံစားပြီးတည်ခဲ့ရမှာဒါပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပြီပါပြီကိုကိုမချစ်တဲ့လူတယောက်ကို အသေးလေးချစ်နေမိပြီးသွားပြီရဲကျဲတရားရီအများကြီးရှိနေမယ်ဆိုရင်တော့မှဆက်ပြီးဖက်တွေထားပြီးဒီဝိကိုအဆုံးတလိုက်ဖို့ပဲတွေ့ပါရီမှတ်ထားပါတနေ့မှာကိုကိုတိတ်ချစ်တဲ့လူတယောက်ကို နာကျင်အောင်လုပ်မယ်ဆိုရင်တနေ့နေ့ကိုတကယ်ချစ်တဲ့လားတဲ့ခါကြရင်ကိုတိတ်ချစ်ရတဲ့သူကလည်းကိုကိုနာကျင်အောင် တကယ်ပဲပြစ်ထားတတ်ပါ ರಿ အချက်မှဝဲဆိုတာချက်ချင်းလဲတာပါကျေကိုရင်းနဲ့ရေရွေရေသည်